ဒီပညာမြင့်ဖက်နှက်များနှင့်အားကစားပစ္စည်းများပြပွဲတရုတ်ပြည်ကျင်းကျန်းမြို့၌ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ပြည်ရဲ့ဖက်နှက်မြို့ရောလို့တင်စားထည့်ဖူချန်ပြည်နယ်ကျင်းကျန်းမြို့မှာဖက်နှက်ထွေနဲ့အခြားအားကစားပစ္စည်းလုပ်ငန်းရှိဒီပညာပြောင်းလဲလာမှုကိုမြင့်တင်နေပြီးဖက်နှက်နဲ့အားကစားပစ္စည်းပြပွဲမှာအောင်မြင်မှုတွေပြသနေပါသေးတယ်။ 26ကြိမ်မြောက်ကျင်းချံဖက်နဲ့9ကြိမ်မြောက်အာကစားပစ္စည်းနိုင်ငံတကာပြပွဲကို စနေနေ့ကစတင်ပြုလုပ်ခဲ့ရာနိုင်ငံနဲ့ဒေသပေါင်း90ကျော်မှ ပြသသူများဝယ်သူများရောက်ရှိလာကြပါသည် ပြသသူအများစုကနိပညာမြင့်အားကစားပစ္စည်းများပြသထားပါထေကျင်းချမ်းအခြေဆိုင်ရှုဝါအားကစားကုမ္ပဏီဆိုရင် AI စနစ်သုံးပြည့်စပ်တမျိုးပြသထားပါထေအသုံးပြုသူကရုပ်ပိုင်းဆိုင်ရာအချက်လက်များထည့်သွင်းလိုက်တာနဲ့အားကစားအချိန်စရာကိုထုတ်လုပ်ပေးတယ်လို့ပြည်ရဲသူရဲ့နှလုံးခုန်နှုန်းအသက်ရှူနှုန်းနဲ့အခြားအကျန်းမာရေးအချက်လက်များပါစောင့်ကြည့်ပေးပါထေ စာကေပြားကစားလို့စနစ်တစ်ခုလုံးကို ကိုရိုင်းပြုတ်လောက်ကြပါထေအခုဆိုရင် ထုံထုံမှုပိုင်းသူတေသနာနဲ့ဖွံ့ဖြိုးမှုအပိုင်းထုံမှနိုင်ငံတကာအမှတ်သိပ်ထွေးနဲ့ရှင်းနိုင်ပြီလို့ရှူဝါအားကစားကုမ္ပဏီမှထုတ်ကုန်မန်နေဂျာလက်ကွမ်ဖူးကပြောပါထေစိတ်ဝင်စားစရာအကောင်းဆုံးတွေထဲကတစ်ခုက PVC injection molding set ဖြစ်ပြီးဖနက်အောက်ခံပြားပြုလုပ်ရမှာအတော်လေးအဆင်ပြေစေက ထိန်းချုပ်လုပ်ကိုင်းမဲ့သူတအူးသာလိုအပ်ပါထေ တရုတ်ပြည်ထုတ်ပစ္စည်းတွေကအကောင်းပါတယ်။မာယူရဲအပေါ်မူတည်ပြီးစက်ယုံထွေးကအကုန်လုံးထုတ်လုပ်နိုင်ပါတယ်။ဒီပွဲပြီးရင်စက်ယုံထွေးကိုသွားလဲဖို့စီစဉ်ထားပါတယ်လို့အာဖဂန်မှဝယ်သူတအူးကဆိုပါတယ်။ဒီပြပွဲမှာဒေတာထုတ်ပစ္စည်း26မျိုးပြသထားပြီးတရုတ်ထုတ်ဖက်နယ်ထွေးရဲ့စံသစ်တည်ထွင်မှုအချမ်းခံနိုင်မှုတို့ကို ဖော်ပြနေပါတယ်။ ပြပွဲလာရောက်ကြည့်ရှုသူတွေအတွက်ကျင်းကျန်းမှစက်မှုဥယျာဉ်များထံလက်ပတ်နိုင်ရန်စီစဉ်သွားမယ်လို့လဲကျင်းကျန်းမြို့နိုင်ငံတကာကုံသွဲမြင့်တင်ရေးကောင်စီဥက္ကဋ္ဌဆွန်ရွှေပင်က ပြောတော်ပါထဲလို့သိရပါထဲရှင်